ဒီဇလန်လေးကတော့ဆွဲဆောင်မှုရှိပြီးကြောက်ဖို့ကောင်းတဲ့ဒူးစရိုက်ခိုင်းကောင်းဆောင် CEO G1 နဲ့အစပြုထားပါရီသူရဲ့အကြီးတွေကအေးဆက်ပြီးကြောက်ဖို့ကောင်းလာကြောင်းသူ့ကိုတိုက်ခိုက်ရတဲ့လူတော်တော်များများမရှိပဲတိုက်ခိုက်လာရင်လည်းရှုံးကြတာများပါရီ G1 ကကြောက်စရာကောင်းပြီးအာဏာရှိပြီးမယ်သူ့ရဲ့ခိုင်းကိုတီထောင်ပြီးဆဲနေအကြမှာအကြမ်းဖက်တာတွေသွေးထွက်တန်ယူဖြစ်တာတွေကလည်းအနားယူဖို့ဆုံးဖြတ်လိုက်ပါရီလူကြီးကဗုဒ္ဓဘာသာကိုစတင်ဝင်ရောက်ပြီးသူ့ရဲ့စိတ်နဲ့ဒေါသကိုထိန်းချုပ်ဖို့အတွက်တရားထိုင်တာတွေကိုစတင်လေ့လာခဲ့ပါရီ သူကရာဇဝမှုတွေနဲ့ပတ်သက်ပြီးအတွေ့အကြုံရှိရမလို့လှုပ်ဖို့ကင်ပါဟောင်းတွေကသူ့ကိုဖုန်းဆက်ခေါ်ကြပြီမြဲသူရဲ့ဒူးစရိုက်မှုတွေလုပ်ခဲ့တဲ့အတိတ်ကိုထားခဲ့ပြီဖြစ်လို့သူကနောက်တစ်ချိန်လက်နက်မကင်တော့ပါဘူးတချိန်တည်းမှာပဲဦးနာဆိုတဲ့မိန်းကလေးကသူမတငယ်ချင်းမီဟိုနဲ့အတူတူအများရဲ့အာယုံဆိုင်မှုရရှိပြီး influencer ဖြစ်ဖို့ကြိုးစားနေတဲ့ချစ်စရာကောင်းတဲ့ကောင်းမလေးတွေဖြစ်ပါတယ်။သူမကသူမရဲ့ channel လေးကိုတိုးတက်ပြီးပိုအောင်မြင်လာဖို့အတွက်ထောက်ပံ့ပေးရမယ်သူရခြင်းတဲ့အတွက်နာမည်ကြီး blogger တွေရှိတဲ့ပါတီဝဲတစ်ခုကိုသွားပါတယ်။ တချိန်တည်းမှာပဲဦးနာကစပွဲတို့နဲ့တိုက်မိပြီးလဲကျသွားတဲ့အခါဂျီဝါနဲ့ဦးနာတွေ့ဖို့ကန့်ကျမကဖန်လာပါတယ်။အောင်မြင်ကြော်ကြားတဲ့ Tris Dia လို့ခေါ်တဲ့အစားသားကုမ္ပဏီပိုင်ရှင်ကသူ့မကိုလှန့်ဆွဲလိုက်ပါတယ်။ဂျီဝါလည်းသူ့ရဲ့ project အတွက်ယင်းနှီးမြှောက်နှံတဲ့သူနဲ့ Influencer ရှာဖို့အတွက်ပါတီကိုလာခဲ့တာဖြစ်ပါတယ်။မင်းကလေးကဂျီဝါနဲ့အဆင်မပြေဖြစ်ပြီးတဲ့နောက်မှာသူ့ကုမ္ပဏီအတွက်သူ့တငယ်ချင်းဖြစ်တဲ့ဈေးကွက်ကြီးကြပ်ရေးမှုဟောင်းဂျီကိုတွေ့ဖို့သွားခဲ့ပါတယ်။ ပါတီဝဲအလဲရောက်တော့သူတို့ကသူတို့ရဲ့အရင်ကရန်လိုမှုနဲ့အကြမ်းဖက်မှုအလေးထားတွေကိုဘတော်မှဆွတ်လွတ်မှာမဟုတ်ဘူးဆိုတာပေါ်လာပါတယ်။ပါတီဝဲအလဲရောက်တော့ဟောင်ဂျီကသူ့ကုမ္ပဏီကိုတစ္ဆာဖောက်သွားတဲ့လူကိုရိုက်နှက်လိုက်ပြီးလူအုပ်ကြီးကလည်းအဖြစ်ပြက်ကိုထိတ်လန့်သွားကြပြီးဝိုင်းအောင်လာတဲ့အခါသူ့တငယ်ချင်းကရက်လိုက်ပါတယ်။သူကရုတ်တရက်ရဲယူနီဖောင်းနဲ့ကာမလီတယောက်ကိုသတိထားမိသွားပြီးဒါကပါတီပွဲတစ်ခုဖြစ်တာမလို့ဘသူကမှဦးနာကိုရဲမေးအစစ်လို့မထင်ကြပါဘူး။လူအုပ်ရဲ့ဖီးယားပေးမှုတွေနဲ့သူမကစပြီးရန်ဖြစ်တဲ့လူတွေကိုဖမ်းမယ်လို့ပြောလိုက်ပါတယ်။ ဒီလိုရန်ဖြစ်အောင်စားလို့တဲ့လူစုကိုအယုတ်လက်ထိတ်နဲ့ဖမ်းလိုက်တဲ့အတွက်သူမအနေထားစိတ်ပျက်ဖို့ကောင်းနေပါတယ်မကြခင်မှာပဲရဲအယားရှိအစ်စ်ကအခင်ဖြစ်တဲ့နေရာကိုရောက်လာပြီးနားလည်မှုလွဲနေတယ်ဆိုတာသိလိုက်ရပါတယ်သူတို့ကဂျီဝမ်ကိုတွားခွင့်ပြုလိုက်ပြီးကောင်မလေးကလည်းသူတို့ဘတော်မှပြန်မတွေ့နိုင်လောက်ဘူးအထင်နဲ့ထွက်ပြေးသွားပါတယ်လူစုကြီးဂျီဝမ်ကတော့ဦးနာကိုအယံစိတ်ဆိုးနေပြီးမကျင်တဲ့ချက်တွေအတွက်သူရခဲ့တဲ့ရလက်ကိုပြောင်းပြန်လှမ်းပြဖို့မျှော်လင့်နေပါတယ် ဒီလိုနဲ့နောက်တနေ့မနက်မှာတော့ကောင်မလေးကကလေးပရိသတ်တွေအတွက်ရည်ရွယ်ပြီးဗီဒီယိုတစ်ခုရိုက်နေပါတယ်။ဗီဒီယိုရိုက်ယူပြီးတဲ့နောက်မှာတော့ကောင်မလေးကမူဂျိုဆီယာမအနေနဲ့အလှလှပါတယ်။မကြာခင်မှာပဲ G1 ရဲ့ကုမ္ပဏီကိုစုံစမ်းနေတဲ့အစိုးရရှေ့နေဟန်ပေါ်လာပါတယ်။ကုမ္ပဏီမှာရှိတဲ့ဝန်ထမ်းအများစုကအရင်ကဒူးစရိုက်မှုကျူးလွန်မှုတွေလူတွေဖြစ်တာကိုသတင်းပေးတဲ့လူတစ်ယောက်ကြောင့်သူသိထားပါတယ်။ဟန်ကသတင်းပေးသူကိုကုမ္ပဏီနဲ့သူ့ရဲ့ဝန်ထမ်းတွေအကြောင်းပို့ပြီးပြောပြနိုင်အပြစ်လျှော့ပေးနိုင်တဲ့အပြင်သူ့ရဲ့ပြစ်မှုအတွက်ဒုတိယအခွင့်အရေးအနေနဲ့လူငင်းချမ်းသာခွင့်ပေးမယ်လို့လည်းခရီးပေးလိုက်ပါတယ်။ အဲ့ဒီအချိန်စီးပွားရေးလုပ်ငန်းရှင်ကြီးဝမ်းကသူတို့နောက်ထပ်ကုန်ပစ္စည်းအသစ်တစ်ခုထပ်ပြီးထုတ်လုပ်ဖို့အတွက်ကုမ္ပဏီရဲ့ရုံးကန်ကိုသွားပြီးသူ့ရဲ့ဝန်ထမ်းတွေနဲ့တွေ့ပါတယ်။သူတို့ကပြည်တွင်းကအစားအသောက်ပြပွဲမှာပြသဖို့ရည်ရွယ်ချက်နဲ့ကလေးတွေအတွက်ဝတ်ဥကြောင်ကိုထုတ်လုပ်ပြသဖို့စီစဉ်ကြပါတယ်။ကုမ္ပဏီရဲ့ရည်ရွယ်ချက်ကတော့စားသုံးသူဈေးကွက်ပုံမကျဲပြန့်လာပြီးဝင်ငွေတိုးလာဖို့ပါ။ဦးနာကအဲ့ဒီပွဲမှာပေါ်လာပြီးသူမကကလေးတွေအတွက်တန်ရှင်းတဲ့နွားတို့ကိုအယောင်မြင့်တင်ရင်လှုပ်ပေးဖို့လာတာဖြစ်ပါတယ်။ဒီအချိန်ဂျီဝမ်ရဲ့ဝန်ထမ်းတွေကလည်းအနီးနားမှာရှိပြီးသူတို့ထုတ်တဲ့ဝတ်ဥကြောင်ကအစီအစဉ်တိုင်းဖြစ်မလာပါဘူး။ မိဘအများစုကရောင်းတဲ့လူကြီးတွေကိုမယုံတဲ့အတွက်သူတို့ကလေးတွေကိုအဲ့ဒီနာမသွားခိုင်းပါဘူး။ကုမ္ပဏီကိုပိုင်နာခလူဆိုးတွေနဲ့ထောင်ထွက်ဒုစရိုက်သမားတွေဖြစ်တယ်လို့မြို့ထဲမှာကောလာဟာလာတွေထွက်နေတာမလို့သူတို့ကိုကြောက်ကြတဲ့အတွက်ဖြစ်ပါတယ်။ဒါနပတ်သက်ပြီး G1 ရဲ့ဝန်ထမ်းတယောက်ထဲကသာတိမခန့်ဖြစ်လာပြီးသူ့ရဲ့အတိတ်ကဖြစ်ရတဲ့ပတ်သက်ပြီးရန်စကားပြောတာကြောင့်အမုံတရားတွေနဲ့ရန်ပွဲဆသွားပါတယ်။ဒါပေမဲ့လေဦးနာကတော့ကလေးတွေရဲ့ပွဲကိုမပြတ်စေချင်တာကြောင့်ပွဲလာတဲ့လူတွေကိုပြင်ပချက်ပြုတ်နီးတွေနဲ့အာယုံလွှဲလိုက်ပါတယ်။ G1 ကလည်းဒူးစရိုက်သမားတွေအနေနဲ့သူတို့ရဲ့စိတ်ဓာတ်ကိုပြုပြင်လာပြီးလူတွေရဲ့မလိုမုန်းထားမှုတွေကိုဘလို့ပြောင်းလဲလို့ရမလဲဆိုတာရှင်းပြဖို့အတိုင်းမင်ခံနဲ့တွေ့တဲ့အတွက်ပွဲကိုလာဖို့နောက်ကျနေပါတယ်။ပွဲကသူ့လုပ်ငန်းကိုပို့ပြီးကောင်းမွန်အောင်အတွက်ရှင်းနှီးမြှုပ်နှံထားတဲ့ပုံပေါ်ပြီးသူ့ကုမ္ပဏီကဒေဝါရီခံရမှာမဟုတ်ပါဘူး။ကောင်မလေးကအခြေအနေတွေကိုထိမ့်သိမ်းလိုက်ပြီးမှမကြခင်မှာပဲဦးနာကသူ့အနောက်ကလူကိုသတိမထားမိပဲကျမ်းမြင့်ကိုကျမ်းတိုက်တိုင်နဲ့တိုက်နေပါတယ်။ကျမ်းတိုက်တန်ကအနောက်ကလူရဲ့အစာအိမ်နာကိုထိုးမိပြီး G1 ကလှေကားပေါ်ကနေဖြုတ်ချသွားပါတယ်။ ဒါအောင်မြင်သွေးသွားတဲ့အခါသူ့ရဲ့လူတွေကအမြန်ပြေးလာပြီးသူတို့တထိတ်ကိုစေးအောင်ဖို့ကြပါတယ်။မကြခင်သူပြန်သတိရတဲ့အခါမှာတော့ဂျီဝမ်ကကောင်မလေးနာမည်ကိုတည်သွားပြီးသူ့ကိုရဲအရာရှိဟန်ဆောင်ပြီးဖမ်းခဲ့တဲ့တယောက်ပဲဆိုတာသတင်းရလိုက်ပါတယ်။သူ့လူတွေကလည်းသူနဲ့ကောင်မလေးမှာပြဿနာဟောင်းတွေဖုံးကွယ်ထားတဲ့အရာတွေရှိတယ်လို့ယူဆပြီးမှဒါမှားနေပါတယ်။အဲ့လိုနဲ့ညနေရောက်တော့ဂျီဝမ်ကဦးနာကိုစုံစမ်းမှုဆုံးဖြတ်လိုက်ပြီးအင်တာနက်ပေါ်မှာသူမရဲ့အချက်အလက်တွေကိုရှာလိုက်တော့သူမကကလေးတွေအတွက်ဇညွန်ရေးတဲ့သူတယောက်ဖြစ်ပြီးသူမကလုံးဝအန်ရီရဲ့မရှိဘဲအခြေအနေအရသူမရဲ့အရန်ကို တုံးအားရဲဆိုတာလည်းသိသွားပါရယ်သူမရဲ့ဗီဒီယိုကိုကြည့်ပြီးတဲ့နောက်မှာတော့ဂျီဝမ်ကဦးနာကိုတနာလာပြီးကာမလီကစေယုံမော်ကသူ့အခန်းကိုလာလေတယ်လို့စိတ်ထဲထင်အောင်နေပါတယ်။ပထမတော့ဂျီဝမ်ကဒါကသတိမေ့သွားတာကြောင့်လို့ထင်မိမယ်။မကြခင်မှာပဲကာမလီကိုသူကြိုက်နေပြီဆိုတာသိလိုက်ရပါတယ်။ဒီလိုနဲ့နောက်တနည်းမနဲ့ရောက်တော့ဦးနာကသူ့တကားဝါမှာပေါ်လာတဲ့အတွက်လူကြီးလည်းထိတ်လန့်သွားပါတယ်။သူ့စိတ်ကိုပြန်ထိန်ချုပ်လိုက်ပြီးတဲ့နောက်မှာတော့ကာမလီကအဆစ်ဆိုတာသိသွားပြီးသူမကသူ့လှေကားပေါ်မှာတော့ကပျောက်သွားတဲ့မျက်မှန်ပြန်ပေးဖို့လာတာဖြစ်ပါတယ်။ ဒီလိုနဲ့မင်းနဲ့အနေနဲ့ကြာပြီးတဲ့နောက်မှာတော့သူ့ရဲ့လူတွေရောက်လာပြီးအခန်းကခောက်တဲ့အခါမှာရှက်ယွံသွားပြီးသူ့အခန်းထဲမှာကောင်မလေးချောချောလေးရှိတာကိုမမြင်စေချင်ပါဘူး။ဂျီဝန်ကသူ့မကိုသူ့ကရင်အိယာအောင်မှာပုံနေဖို့ပြောလိုက်ပြီးဘသူမှကောင်မလေးကိုသတိမထားမိအောင်လုပ်လိုက်ပါတယ်။သူ့မကအခြေအနေတွေကနေအနေရဲ့ကင်းကင်းနဲ့ထွက်သွားပြီးတဲ့နောက်မှာဂျီဝန်ကဥနာအပေါ်ပို့ပြီးတနာစိတ်လေးဖြစ်လာပါတယ်။အနောက်ကိုလိုက်ကြည့်တဲ့အခါမှာတော့သူ့မကဆေးရုံမှာအချိန်မှန်အလုပ်လုပ်ပြီးနာမကျန်းဖြစ်နေတဲ့ကလေးတွေအတွက်ဖြောရည်ကိုစေတနာဝန်ထမ်းအနေနဲ့လုပ်တယ်ဆိုတာသိလိုက်ရပါတယ်။ ဂျီဝမ်ကကောင်မလေးရဲ့အလှတွေမှာသူမရဲ့ငွေကိုပမာဏမထားတဲ့ကလေးတွေအတွက်ဖြူစင်တဲ့ချစ်ချင်းမြတ်တာအတွက်ပါရင်းနေဟတ်ထိသွားပါရည်ဒီလိုနဲ့နောက်တစ်နေ့မနက်မှာတော့ကောင်မလေးပွဲမှာကြီးညာခဲ့တဲ့အေးသွေးညံ့တဲ့နွားတို့ကြောင့်ကလေးတွေကအစာအစိတ်ဖြစ်ပြီးဆေးရုံရောက်နေတဲ့အတွက်သူမပြဿနာတွေတက်နေပါရည်ဒါကသူမအတွက်အရန်ကိုစိုးဝါပြီးသူမရဲ့ဘလော့ဂါအလုပ်ရောကလေးတွေရဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်ပြီးသူမကိုဘယ်သူကမှယုံကြည်မှာမဟုတ်တော့ပါဘူး ။ဦးနာကဆေးရုံကိုပြေးသွားတဲ့အခါကလေးရဲ့မိဘတွေကသူ့မကိုရန်ရှာတိုက်ခိုက်ကြပါရယ်။ကာမလီကကုမ္ပဏီကိုစားဖြစ်တဲ့အတွက်ဒီအဖြစ်ပြက်တဲ့သူ့မကိုပဲအဖြစ်တင်ကြပါရယ်။မိဘတယောက်ကအရန်စိတ်ဆိုပြီးသူ့မကိုနှိုးဘူးနဲ့ကောက်ပေါက်လိုက်ပါရယ်။ဒါပေမဲ့ဒီအချိန်ဂျီဝမ်ကပေါ်လာပြီးသူမကိုကာကွယ်ပေးလိုက်ပါတယ်။ဂျီဝမ်ကမောင်းမစွာနဲ့ဆက်ဆံတဲ့မိဘတွေကိုအပြစ်ကင်းတဲ့ကာမလီအစနွားနို့ကုမ္ပဏီနဲ့ဖြည့်ရှင်းကြဖို့အကြံပြုလိုက်ပြီးဦးနာကိုပါခေါ်ဝါလိုက်ပါတယ်။ လူကြီးကကောင်မလေးကိုအိမ်ပြန်ပို့ပေးတဲ့လမ်းမှာကောင်မလေးကသူ့ကျင်ညာခဲ့တဲ့နွားတို့ကြောင့်ကလေးတွေအစိတ်တင်သွားတဲ့အတွက်သူမတောင်းပန်ရမယ်လို့ပြောပါရယ်။သူမကဒီဖြစ်ရအတွက်ဝမ်းနေပြီးအပြစ်ရှိတယ်လို့ခံစားနေရတဲ့အတွက်ဂျီဝမ်ကနှစ်သိမ့်ပေးပါရယ်။သူမရဲ့အိမ်နားကိုရောက်တဲ့အခါဂျီဝမ်ကသူ့တို့နောက်ထပ်တစ်ယောက်နဲ့တစ်ယောက်တွေ့နိုင်ဖို့အတွက်အစီအစဉ်ချပြီးသူ့ရဲ့ no ပေးနေတဲ့ကုတ်အင်းကြီးကိုရှော့ပေးဖို့ပြောလိုက်ပါရယ်။အကွက်ထဲလိုက်တာပေါ့ဗျာ။အဲ့ဒီတော့ဂျီဝမ်ကသူမစီကိုနောက်တစ်ခါရှော့ပြီးသားကုတ်အင်းကြီးပြန်သွားယူရမှာပါ။ ိမ်ပြန်ရောက်တဲ့အခါမှာတော့ဟောင်ဂျီကဂျီဝမ်ရဲ့အပြုမှုတွေပြောင်းလဲနေတယ်လို့သတိထားမိပြီးသူမကိုကြိုက်နေပြီလားလို့မေးလိုက်ပါတယ်။အရင်ကဒူးစရိုက်သမားကြီးဖြစ်တဲ့ဂျီဝမ်ကသူ့တငယ်ချင်းလှောင်ပြောင်မအောင်ကြိုက်တဲ့အတွက်သူ့ခံစားချက်ကိုဝန်ခံဖို့ညှင်းပယ်လိုက်ပါတယ်။ဒီလိုနဲ့နောက်သတင်းမနက်မှာတော့ဦးနာကမကောင်းတဲ့နွမ်းတို့ကြောင့်ဒုက္ခရောက်နေတဲ့ကလေးတွေရဲ့အမေနဲ့တွေ့ဖို့ဆေးရုံလာခဲ့ပါတယ်။မိန်းကလေးကယဉ်နှိမ့်မှုကိုလိုချင်တဲ့အတွက်နာနိုထုတ်လုပ်သူတွေကဆေးဖို့ကိုအကုန်ကြခတ်ရမယ်လို့ကြေညာလိုက်ပါတယ်။ကလေးမိတယောက်ကသူ့မကိုမနေ့ကဖြစ်သွားတဲ့အရာအတွက်တောင်းပန်လိုက်ပြီးသူ့မဖန်တီးထားတဲ့ဗီဒီယိုလေးတွေကအတော့ဝင်ပြီး ကလေးတွေကလည်းစိတ်ဝင်စားတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောလာပါတယ်။အဲ့ဒီအပြင်ဦးနာကသူမရဲ့ငွေကြေးကြောင့်မဟုတ်ပဲကလေးတွေကိုအမှန်တကယ်ဂယုစိုက်တဲ့လူတွေကတယောက်ဖြစ်ပါတယ်။ဒါပေမဲ့မန်နေဂျာကတော့ဒီအခြေအနေမှာသူမပါဝင်ခဲ့တယ်ဆိုတာယုံကြည်နေတဲ့အတွက်ဒါရီအားလုံးကသူမရဲ့အခြေအနေကိုတိုးတက်မလာစေပါဘူး။ဒီအခြေအနေကြောင့်ကုမ္ပဏီကိုအကောင့်အမြင်ရှိသွားမှာဖြစ်ပြီးဦးနာလည်းဒီဖြစ်ရဲ့ကြောင့်ဆုံးရှုံးမှုတွေရှိမှာဖြစ်ပါတယ်။သူမရဲ့စရုပ်အလုပ်အတွက်တလားစာပဲပြပြီးကွန်ဂူနဲ့အတူတူသွားနေဖို့ပို့လိုက်မှာဖြစ်ပါတယ်။ ကွန်ဂူးဆိုတာကတော့ကုမ္ပဏီရဲ့အကြီးဆုံးဘလော့ကာဖြစ်ပြီးဦးနာကိုဘယ်လိုအောင်မြင်အောင်လုပ်ရမလဲဆိုတာသင်ပြပေးမှာပါပထမဆုံးကွန်ဂူးကဂျင်တာတက်ပြီးကူညီရတယ်လို့ထင်ရပေမဲ့အမှန်တကယ်တော့သူမကဖိနှိပ်ချုပ်ချယ်သူတယောက်ဖြစ်ပါတယ်ဒီလိုနဲ့သူမရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့ဦးနာကကြောက်ဖို့ကောင်းတဲ့အနေအထားမှာနေနေရပြီးပိုအောင်မြင်လာဖို့အတွက်အလုပ်တွေအားလုံးလုပ်ပေးရပါတယ်ဦးနာကအိမ်ပေါ်လို့ဖြစ်ပြီးသူမကိုကွန်ဂူးရဲ့အောင်မြင်တဲ့တငယ်ချင်းတွေဧည့်သည်တွေနဲ့ပြေးမတွေ့ပါဘူး တစ်ဖက်မှာဂျီဝမ်ကလည်းသူ့ရဲ့ပျောက်ဆုံးနေတဲ့ကုမ္ပဏီဝန်ထမ်းတစ်ယောက်ကိုရှာဖွေဖို့အတွက်ဒုက္ခရောက်နေပါတယ်။သူကတခုခုဖြစ်နေပြီဆိုတာသတိထားမိပေမဲ့သူတန်တရားတွေတက်တည်ပြနိုင်တယ်လို့တက်တည်ပြလို့မရလဲဖြစ်နေပါတယ်။ညနေပိုင်းမှာအရင်ကဒူးစရိုက်ခေါင်းဆောင်ကြီးကကာမာလေးနဲ့လမ်းဘေးကော်ဖီဆိုင်တစ်ခုမှာတွေ့လိုက်ရပြီ။သူမကိုရင်းနှီးအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂျီဝမ်ကသူ့အရင်ကလုပ်ခဲ့တဲ့မကောင်းမှုတွေအကြောင်းသူ့ကိုပြောပြပြီးဒါတွေကိုအတိတ်မှာထားပြီးသူကအခုရိုးသားတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်နေပြီလို့ပြောလာပါတယ်။ ။ဦးနာကလည်းသူမငငယ်ကအိမ်ကြီးချင်းတွေကိုဒူးစရိုက်သမားတွေကပတ်စံတောင်းမရတဲ့အတွက်တက်လိုက်ကြပြီးဒေသခံတွေစီကပတ်စံတောင်းတဲ့ဒူးစရိုက်သမားတွေရဲ့အကြမ်းဖက်တာကိုခံရတဲ့အတွက်ဒူးစရိုက်သမားတွေကိုမုန်းနေဆိုတဲ့အကြောင်းဝန်ခံလိုက်ပါတယ်။ဒီလိုနဲ့ပဲသူတို့အတွဲဟာတောက်ပြီးွားတဲ့အခါမှာတော့အနီးဆုံးခလိကစားခွင့်တစ်ခုကိုတွားရင်ဒန်းစင်ပြောနေကြပါလေ။လူကြီးကလည်းသူမရဲ့ဗီဒီယိုတွေနဲ့သူမကလူတွေကိုကူညီပြီးခလိတွေကိုချစ်တဲ့အတွက်သူမအလုပ်ကိုသူကြိုက်တယ်ဆိုတာဝန်ခံလိုက်ပါလေ။ထားဖို့လုပ်တဲ့အချိန်သူတို့နှစ်ယောက်ကမတော်တဆလဲကြသွားပြီးတယောက်နဲ့တယောက် အကြည့်ချင်းစုံစိတ်ထဲမှာအချင်းချင်းပို့ပို့ခံစားသွားပါလေ။ ဒီလိုနဲ့အာယုံတက်ချိန်ရောက်တော့ဦးနာနဲ့ဂျီဝမ်ကသူတို့တွေးခဲ့တာရဲ့တညာလုံးအတူတူအချိန်ဖြုန်းခဲ့တာတွေကိုတွေးပြီးသူတို့မျက်နှာမှာပျော်ရွှင်နေကြပါတယ်။ဒါကလည်းသူတို့နှစ်ယောက်စလုံးတယောက်တယောက်ချင်းမိသွားပြီးလှပတဲ့ဆက်ဆံရေးတစ်ခုရဲ့အစားဖြစ်ပြီးမဲ့သူတို့နှစ်ယောက်စလုံးအခုအချိန်မှာတော့ရှုပ်ထွေးတဲ့ပြဿနာတွေကိုးစီးရှိနေကြပါတယ်။ဒီလိုနဲ့နှစ်ရက်ကြာပြီးတဲ့အခါဟန်ကပါတီပွဲမှာဖြစ်ပွားခဲ့တဲ့ခိုက်ရန်ဖြစ်ပွားမှုနဲ့ပတ်သက်လို့အသေးစိတ်သိချင်တဲ့အတွက်ကောင်မလေးကိုဖုန်းခေါ်လိုက်ပါတယ်။အစိုးရရှိနေဖြစ်တဲ့ဟန်ကကောင်မလေးအကြောင်းအဆက်မပြတ်မေးခဲ့တဲ့အတွက်သူတို့နှစ်ယောက်တယောက်အကြောင်းတယောက်တီလာကြပါတယ်။ အစိုးရရှိနေယုံထွက်လာတဲ့အခါဟန်ကသူမစင်ကြီးဘုံရက်ကွက်မှာနေခဲ့တော့ငဲတငယ်ချင်းဆိုတာသတိရပါပါတယ်။သူမိသားစုကလူသိုးတွေရဲ့လက်ထဲမှာအကြီးအကျယ်ဒုက္ခရောက်ခဲ့ပြီးအကြံဖတ်မှုတွေကနေကာကွယ်ဖို့အတွက်ကြီးပြင်းတဲ့အခါအစိုးရရှိနေလုံမယ်လို့ခရီးပေးခဲ့ပါတယ်။ဟန်ကသူမအတွက်တငယ်ချင်းလို့သာမကဒုက္ခရောက်နေတဲ့အတော်အတွင်းအကာအကွယ်ပေးခဲ့တဲ့အကူတယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့ကန်တရားကသူတို့ကိုလမ်းခွဲလိုက်ပြီးတယောက်နဲ့တယောက်မတွေ့ရတာအခုဆိုရင်တော့23နှစ်ကြာပါပြီ။ ဦးနာကစီးပွားရေးသမားဖြစ်တဲ့ G1 စီသွားပြီးသူ့ရဲ့ကုတ်အင်းကြီးကိုပြန်ပေးလိုက်ပြီးနာမည်ကြည်တဲ့ကွန်ကူနဲ့ဆက်မနေနိုင်တော့ပေမဲ့အခြားနေရာတစ်ခုကိုငှားဖို့ပတ်စံလည်းမရှိတဲ့အတွက်အကူအညီပေးနိုင်မလားလို့မေးလိုက်ပါတယ်။လူကြီးကလည်းသူ့မမတုံဆိုင်ပဲသူ့စီမှာသူ့မလိုအပ်တဲ့လောက်လာနေလို့ရတယ်လို့ပြောလိုက်တာပေါ့။ဒါကိုဦးနာကလည်းသဘောတူလိုက်ပြီးလူကြီးရဲ့အိမ်မှာမောပန်းနေတာကြောင့်အိပ်ပျော်သွားပြီးမင်းနဲ့အနေနဲ့အကြားတဲ့အခါမှာ G1 ကိုမတွေ့ရဘဲသူ့မကိုစောင့်ချုံပေးခဲ့ပါတယ်။ ဒီလိုနဲ့နောက်တတိမနက်ဦးနာကအဆင်မပြေဖြစ်လာနေပြီးမိဖို့ကြောင့်နဲ့တွားတဲ့အခါမှာတော့ G1 ရဲ့လူတွေကမိဖို့ကြောင့်မှမနက်စာပြင်နေတာကိုတွေ့လိုက်ရပါတယ်။သူတို့ကသူမပဝင်းချင်းမှာရှိတဲ့လူတွေကိုဖျက်ဆီးနိုင်တယ်လို့ထင်ပြီးကာမလေးကိုရန်လိုတဲ့အပြုတ်ငွေနဲ့ဆက်ဆံကြပါတယ်။ G1 ကသူ့လူတွေကိုသူမကသူ့ရဲ့တငယ်ချင်းဖြစ်တဲ့အတွက်လေးလေးစားစားဆက်ဆံပြီးသဘောမတူရင်ဘသူကိုမဆိုအလုတ်ထုတ်ပြစ်မယ်လို့အမိန်ပေးလိုက်ပါတယ်။မနက်စာစားနေတဲ့အတော်တွင်ကာမလေးကအရင်ကလူဆိုးတွေနဲ့ပေါင်းဖို့ကြိုးစားပါတယ်။ သူမကသပင်အနီးနဲ့ဒေါင်းလုဒ်ခေါ်တဲ့အတွင်းမှုကိုတွေ့သွားပြီးသူကတခြားလူတွေထက်စာရင်ပိုပြီးကျင်နာတတ်တဲ့အတွက်ကာမာလီကစိတ်ဝင်စားသွားပြီးသူတို့ကိုကျေးဇူးတင်စကားပြောပြီးတငငချင်းဖြစ်လာပါတယ်။အနေငယ်ကြတဲ့အခါမှာတော့ G1 ကသူ့ရဲ့ကိုယ်အေးကိုယ်တာနဲ့ပတ်သက်ပြီးပျောက်နေတဲ့လုပ်ဖို့ကမ်းဘက်ကိုရှာဖို့အတွက်ဦးနာကိုတုံ့မို့ကြိုးစားပါတယ်။ဒါပေမဲ့ဒီအတွက်ကိုတယောက်ကသူ့ညီမနဲ့အဆက်အသွယ်လုပ်ဖို့အရေးကြီးပါတယ်။ကာမာလီကလူကြီးကိုမယုံတာကြောင့်တရင်နေပို့ရဖို့အတွက်ဦးနာကသူ့နဲ့တူလိုက်လာပြီးပျောက်နေတဲ့ဝန်ထမ်းကိုရှာဖို့ဖြစ်လာပါတယ်။ ကာမလီကလည်းသူမရဲ့ဗီဒီယိုကိုကြည့်ဘူးတဲ့အတွက်ဦးနာကိုယုံပြီးမိဘတွေအိမ်မှာမရှိပေမဲ့အိမ်ထဲကိုဝင်ဖို့ခွင့်ပြုပေးလိုက်ပါတယ်။လူကြီးကအိမ်မှာသူ့ရဲ့ပျောက်ဆုံးနေတဲ့ဝန်ထမ်းကိုပြန်တွေ့ဖို့အတွက်တစုံတစ်ခုများရှာမလားဆိုပြီးရှာဖွေပါတယ်။ဒီလိုနဲ့မကြခင်မှာအစိုးရရှိနေကဒီနေရာကိုရောက်လာပြီးသူတို့အတွက်စိတ်မသက်သာဖြစ်စေတဲ့မိခွန်းတွေကိုမိပါတယ်။ဟန်ကသူတို့ကဘာကြောင့်ပျောက်နေတဲ့အပြစ်သားရဲ့အိမ်ထဲကိုကျူးကျော်ဝင်ရောက်ပြီးအသက်မပြေသေးတဲ့ညီမလေးနဲ့အတူတူရှိနေတယ်လဲဆိုတာနားမလည်ပါဘူး။ဂျီဝမ်ကသူ့လောက်ဖက်ကိုင်ဘက်ကိုခြေရခန့်ခြင်းပြီးမြင် သူကအလောက်ကနေအနားယူပြီးတဲ့နောက်တန်တန်ရှင်းရှင်းနဲ့ဘဝစားခဲ့တာဖြစ်ပြီးအပြစ်သားမဟုတ်တော့ကြောင်းရှင်းပြပါရယ်စီဝါရေးလုပ်ငန်းရှင်နဲ့စကားပြောပြီးတဲ့နောက်ဟန်ကကာမာလေးကိုအိမ်ပြန်ဖို့ပို့ပြောပါရယ်။သူမကဂျီဝမ်နဲ့တူနေတာကိုပြောဖို့ကြိုးစားပြီးမဲ့သဘောတူလိုက်တာကပိုအဆင်ပြေမဲ့ထင်လိုက်ပါရယ်။အစိုးရရှင်တွေကလည်းအိမ်ပြန်လမ်းမှာသူကသူမငငယ်ကတစ်ချိန်လုံးဂယူးဆိုင်ပေးပြီးလူစိုးကောင်လေးတွေစီကနေကာကွယ်ပေးတာကိုသတိရသွားတဲ့အကြောင်းဝန်ခံလိုက်ပါရယ်။အခုသူကကာမာလေးကိုဂယူးဆိုင်ပေးမှဖြစ်ပြီးဟန်ကသူ့အမြင်အရဂျီဝမ်နဲ့ဝဝင်းနေဖို့လည်းပြောလာပါရယ်။ အပြစ်သားတွေဆိုတာဟာဘယ်တော့မှပြောင်းလဲမှာမဟုတ်တဲ့အတွက်အရင်ကလူဆိုးဆိုတာလည်းရှိမှာမဟုတ်ပဲသူမကိုမကြခင်မှာဒါမှမဟုတ်နောက်ပိုင်းမှာဂျီဝမ်ကနာကျင်စေနိုင်တယ်လို့လည်းပြောလိုက်ပါတယ်။ဦးနာကအစိုးရရှေ့နေမှားနေရဲဆိုတာသိကြပါတယ်။ဘာကြောင့်လဲဆိုတော့အချိန်တိုအတွင်းမှာဂျီဝမ်ကယုံကြည်လို့ရတယ်ဆိုတာသူမအသေးစားသိရလို့ပါ။ကမာလီကလည်းစီဝါရေးလုပ်ငန်းရှင်အိမ်ကိုပြန်ရောက်တဲ့အခါသူ့ရဲ့အတိတ်ကမိုင်းမဲမှုကသူမကိုဒုက္ခရောက်မှာဆိုတဲ့အတွက်သူတို့အတူတူမနေတာကောင်းမယ်လို့ပြောလာပါတယ်။သူကကမာလီကိုပတ်စံပေးပြီးတိုက်ခန့်တခန့်ငှားပြီးခွဲနေခိုင်းမှုစမ်းသပ်ရှိပါတယ်။ အဆုံးမှာတော့ကာမလီကဟိုတယ်အခန်းတစ်ခုကိုငှားလိုက်ပါတယ်။သူမကဂျင်မာစော့နေတဲ့ G1 ရဲ့ဝန်ထမ်းနဲ့တွေ့ရပြီးတောင်ကစားရစာနာတွေကိုမတော်စချိုးဖောက်မိတဲ့အတွက်သူ့ရဲ့တတိကိုတွေးဖို့ကြောက်နေရဲဆိုပြီးဝန်ခံလာပါတယ်။တချိန်တိုင်းမှာပဲအတွေ့အမှုက G1 ကလူတိုင်းကိုအခြားအခွင့်အရေးတစ်ခုပေးနိုင်ပြီးအန်ဝတ်ကောင်းတဲ့လူတယောက်ဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်အနေငယ်တုန်းကကောင်လေးကဥပဒေနဲ့မလွတ်ခဲ့တဲ့ကိစ္စတစ်ခုနဲ့ထောင်ချသွားပြီးမြေ G1 ကပြန်ထုတ်ပေးခဲ့ပြီးသူ့ကိုအလုပ်တစ်ခုပေးခဲ့ပါတယ်။ ဒီလိုအကြောင်းလေးကိုကြားတဲ့အခါဂျီဝမ်ကအန်ဟောစရာကောင်းတဲ့လူတယောက်ဆိုတာတေချာသိသွားပြီးဦးနာကသူ့ရဲ့အိမ်ကိုပြန်သွားပါတယ်။ကမာလီကသူ့ရဲ့လူတွေအတွက်သူမကိုဆီယာမအနေနဲ့ခန့်မှုကမ်းလှမ်းလိုက်ပါတယ်။သူမကသူတို့ရဲ့အတိတ်ကပြစ်မှုတွေနဲ့စိတ်ဆင်းရဲမှုတွေကိုမေ့ပျောက်ပြီးသူတို့ကိုပညာသင်ပေးပြီးကူညီပေးရမှာဖြစ်ပါတယ်။မကြခင်မှာပဲဦးနာကပထမအဆင့်အနေနဲ့အပြစ်သားတွေနဲ့ထောင်ချဘူးတဲ့လူတွေကိုကျင်နာတက်ပြီးအားပေးတဲ့ကျောင်းသူတွေအဖြစ်ပြောင်းလဲပေးပါတယ်။ ဲ့ဒီအချိန်မှာကွန်ကူးက G1 ရဲ့ကုမ္ပဏီမှာမော်ဒယ်အနေနဲ့လာလျှောက်ပါတယ်။အင်တာဗျူးအတွင်းမှာကွန်ကူးကအရှက်မဲ့ပြီးတိုက်ခါမရှိတဲ့ down နဲ့ကြိုက်ခဲ့တဲ့ကောင်မလေးဆိုတာသိထားတဲ့အတွက်ကူညီဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့သူကဦးနာအပေါ်မှာပဲခန်းစားချက်ရှိတဲ့အတွက် G1 ကဂယုမဆိုင်ပါဘူး။ဟန်ကကောင်မလေးကိုစားသောက်ဆိုင်ကိုဖိတ်လိုက်ပြီးသူ့ရဲ့စိတ်ရင်းကိုဖော်ပြပြီးမြေကောင်မလေးကတော့သူတို့ကတရားနဲ့တရားတီထားကြပြီးမြေသူမကသူ့အပေါ်ပို့ပြီးခန်းစားချက်မရှိပါဘူး။ ဦးနာကဂျီဝိုင်းရဲ့လှုပ်ဖော့ကိုင်ဘတ်တွေသူ့လူတွေနဲ့တူအန်အောရအောင်ပါတီတစ်ခုကိုစီစဉ်လိုက်ပြီးတမန်ဘွားလိုမျိုးစ조사နေထိုင်နိုင်အောင်လုပ်ပေးပါတယ်ပါတီဘွဲအတွင်သူတို့အားလုံးကတောက်ပြီးပါတီဘွဲကိုဆင်းရဲကြပါတယ်ဒါပေမဲ့ဂျီဝိုင်းကတော့တခြားသူတွေတောက်နေတဲ့အချိန်အခုအချိန်ထိတည်တည်ကြည်ကြည်နဲ့အေးဆက်ကြီးဖြစ်နေပါတယ်သူတို့နှစ်ယောက်တည်းရှိတဲ့အချိန်ဦးနာကလူကြီးကိုမထင်မဲ့နမ်းလိုက်တဲ့အပြုအမူကြောင့်လန့်သွားပါတယ် ဒီလိုနဲ့ပဲနောက်တစ်နေ့မနက်ရောက်တော့ G1 ကဥနာဟာမင်းညအနမ်းအတွက်ရှက်နေပြီးပွင့်လင်းပြီးမတူညီတဲ့မင်းကလေးကိုလည်းလန့်နေပါဗျ။လူကြီးကသူ့ကိုနမ်းခဲ့တာကသူ့မှာအများကြီးတောက်ထားပြီးဘာစိတ်မှမရှိဘူးလို့ယူဆတဲ့အတွက်လည်းစိတ်ပြတ်နေပါဗျ။မကြခင်မှာပဲဟန်ကဥနာကိုချိန်တွေးဖို့ပြောလိုက်ပြီးသူစိတ်ဝင်စားတယ်ဆိုတဲ့အကြောင်းပြောပြခြင်းမဲ့ကောင်မလေးကစီးပွားရေးသမားအကြောင်းပဲတွေးနေတာကြောင့်ဘာကူမှတုံ့ပြန်မှုမရခဲ့ပါဘူး။ G1 နဲ့ဥနာကဘာဆက်ဆံရေးမှမရှိပေမဲ့ချိန်တွေးတာကလှည့်စားမှုတသက်ပဲလို့သူ့မှာခန့်စားလိုက်ရပါဗျ။ စာသားဆိုင်အများစုကပိတ်ဖို့စူးစမ်းကြတဲ့အတွက်အစိုးရရှိနေတဲ့တွေးဆမှုကလည်းစိုးရွားလာပါတယ်။ကောင်မလေးနဲ့အစိုးရရှိနေလို့လမ်းမေးမှာစာသားဆိုင်တစ်ခုမှနေလဲစားစနေဖုန်းခေါ်ဆမှုတစ်ခုကြောင့်တွေးဆမှုကလည်းပြီးဆုံးသွားခဲ့ပါတယ်။ပျောက်နေတဲ့အပြစ်သားရဲ့ညီမလေးကအိမ်ပြန်လမ်းမှာပျောက်သွားတယ်ဆိုပြီးဟန့်ကိုသတင်းပေးလိုက်ပါတယ်။အစိုးရရှိနေကဒီအကြောင်းကိုကောင်မလေးကိုပြောပြပြီးသူ့ကိုချစ်ခွင့်ပန်းဖို့စူးစမ်းပေမဲ့ဦးနာကတော့ညင်းလိုက်ပါတယ်။ ဟန်ကလည်းဒီပြောက်ဆုံးမှုမှာဂျီဝမ်ကပါဝင်ပတ်သက်နေတယ်လို့ယူဆပြီးသူနဲ့တွေ့ပြီးတဲ့အခါလူဆိုးဟောင်းကသူ့ကိုအနည်းနဲ့မြန်ဖော်ထုတ်ပေးမှဖြစ်တယ်ဆိုပြီးခရီးပေးလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့ဦးနာကဂျီဝမ်နဲ့သူ့လူတွေကလေဝက်မစ်ရှင်တစ်ခုကိုခေါ်သွားကြပါတယ်။ကာမာလီကသူတို့လက်ထက်ကဓာရီကိုမြင်တဲ့အခါအပြစ်သားတွေကသူတို့ရဲ့လမ်းဟောင်းအတိုင်းသူတို့ဘဝကိုပြန်သွားကြတယ်လို့ထင်ပြီးလမ်းသွားပါတယ်။မကြခင်မှာသူတို့ကတားတက်ယုံသွားတဲ့လမ်းကိုသွားနေကြတာတွေ့ရပါတယ်။ သူတို့ကုမ္ပဏီကအမြန်နေနေတဲ့အတွက်သူတို့ကိုအသားကောက်ပြီးအသားတွေပြုတ်ပြီးမှအတင်ခန့်လိုက်တာဖြစ်ပါတယ်။အနေငယ်ကြတဲ့အခါဦးနာကတားတက်ယုံမှရှိတဲ့အမျိုးသမီးအလုသမားတွေနဲ့စကားပြောနေပြီးသူတို့ကိုအလုရအောင်လှုပ်ပေးပြီးကူညီခဲ့တဲ့စိတ်ထားပြေဝပြီးဩဇာကြီးတဲ့လူဆိုတာပြောပြကြပါတယ်။နိုင်နေငယ်ကြတဲ့အခါဂျီဝါနဲ့ဦးနာကအစင်မပြေတဲ့အနေထားနဲ့ထပ်မံကြုံလိုက်ရပါတယ်။ဟုတ်ပါတယ်သူတို့စကားပြောနေတဲ့အချိန်သတိမထားမိပဲရုတ်တရက်အေးကန်းကလော့ကျသွားပါတယ်။ သူတို့ကအေးခဲပြီးသေသွားနိုင်တာမလို့ရွေးချယ်စရာမရှိပဲအေးအေးတန်းကနေကာဝဲဖို့ဖတ်ထားလိုက်ကြပြီးသူတို့ပျောက်နေတာကိုသတိထားမိကြဖို့လည်းမျှော်လင့်နေကြပါသည်ဒီလိုနဲ့ပဲနိုင်နေငယ်ကြားတဲ့ခါမှာတော့ G1 ကတကားပွင့်နေတာတွေ့သွားပြီးကာမာလီကိုသူ့လမ်းမောက်မှာထမ်းပြီးစေးုံသွားပါတယ်ကာမာလီကသူသတိရတာတဲ့ခါသူမကဖျားနေပြီးသူတို့အေးအေးလွန်ခဲ့တဲ့အချိန်ជីနိုးဖို့ကောင်းတဲ့ခန်းစားချက်တွေရှိခဲ့တယ်ဆိုတာကိုသတိရပါပါတယ် သူတို့စကားပြောနေတဲ့အချိန်ဆက်ဆူကြတဲ့လှုပ်ဖို့ကိုင်းမက်တွေကြောင့်အခန်းကိုကျူးကျော်ဝင်လာပြီးသူတို့စကားလမ်းကြောင်းပြတ်သွားပါတယ်။အနေငယ်ကြတဲ့အခါဟန်ကကောင်မလေးစီကိုလာလေပြီးသူမဘေးမှာကလေးတွေကဝိုင်းနေတာတွေ့ရပါတယ်။ဒီအချိန်လေးကိုအခွင့်ကောင်းယူပြီးအစိုးရရှိနေကသူနဲ့ဦးနာကလိုက်ဖက်တဲ့ဇုံလွဲလို့ထင်အောင်လှုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကောင်မလေးကသူမရဲ့ငငယ်ကကာဝယ်ပေးခဲ့တဲ့တငယ်ချင်းနဲ့တွေ့ရင်ပျော်ပေမဲ့ဒီအချိန်လေးကိုတော့လစ်လူရှူကိုကြိုးစားပါတယ်။သူမကဟန်ကိုတငယ်ချင်းအနေနဲ့ပဲအတိမတ်ပြူတာဖြစ်ပြီးဘရောမှချစ်တဲ့ခံစားချက်ရှိမှမဟုတ်ပေမဲ့သူ့စိတ်ကိုနာကျင်အောင်လုပ်မိမှာတော့ကြောက်ပါတယ်။ ဲ့ဒီအပြင်ဦးနာကနောက်ဆုံးမှာတော့အရင်ကလူစိုးခေါင်းဆောင်ဖြစ်တဲ့ဂျီဝမ်ကိုချစ်မိသွားတယ်ဆိုတာသိလိုက်ရပါပြီ။ဂျီဝမ်အတွက်သူမရဲ့လုံခြုံရေးကိုချင်းချောက်ရင်တော့ဘာမဆိုသူ့အတွက် လုပ်ပေးမှာပါ။အဲ့ဒီအချိန်ဂျီဝမ်နဲ့ဦးနာကြားမှာဦးနာကအတားဆီးတစ်ခုလိုပေါ်လာပါတယ်။ဆွဲဆောင်မှုရှိတဲ့ကောင်မလေးကလူကြီးရဲ့ရုံးခန်းထဲကိုလာပြီးဦးနာမနာလို့ဖြစ်အောင်မြင်သာထင်သာရှိအောင်ပျော့ပြေးလုပ်ပါတယ်။ တချိန်တည်းမှာပဲအစိုးရရှိနေကကောင်မလေးကိုအကြောင်းပြချက်အမျိုးမျိုးပေးပြီးချိန်တွေ့ဖို့တောင်းဆိုပါရယ်ဒီဒီချိန်မှာတော့သူ့ရဲ့စိတ်ကူးရင်ဆက်မှုနဲ့ကာဝယ်ပေးနိုင်တဲ့စွမ်းရည်ကိုပြသဖို့အတွက်စေယုံမှာကလေးတွေနဲ့လူမှုကူညီလုပ်ငန်းတွေလုပ်ဖို့ဖိတ်လိုက်ပါရယ်အရင်တုန်းကဟန်နဲ့ဦးနာကသူတို့ငငယ်တုန်းကဘူးတစ်ခုကိုမြုပ်ခဲ့ကြတာကိုသူမကလည်းသတိရသွားပါရယ် ဒါပေမဲ့သူမကအမှားလုပ်ခဲ့ပြီးဒါနဲ့ပတ်သက်လို့သူမနာမည်ကိုပြောင်းခဲ့တယ်ဆိုတာတော့မသိပါဘူးသူတို့ကွဲသွားပြီးတဲ့နောက်မှာတော့သူကသူ့ရဲ့အတိတ်နဲ့ကာဝယ်ပေးခံရတဲ့သူကိုမေးသွားပြီးလူစိုးကိုင်းတစ်ခုကိုဝင်ရောက်ခဲ့ပြီးသူ့ရဲ့ငငယ်ကကြောက်စရာကောင်းတဲ့ကလေးဘွားကိုမေးသွားပြီးအကောင်းဆုံးလှုပ်ဆောင်ခဲ့ပါတယ်မကြာခင်မှာဦးနာကသူ့ကိုငငယ်ကကာဝယ်ပေးခဲ့တဲ့သူကဟန်မဟုတ်ပဲသူကလူလိန်ဆိုတာသိသွားပါတယ် ပေမဲ့ဦးနောက်ကိုဘယ်တော့မှမတွေ့ရပဲပြန်ပြီးဆွဲခံရတဲ့မေနဲ့သူညီမလေးကအသက်ရှင်လျက်ရှိသေးပြီးသူတို့ပြန်ပြီးဆွဲခံရပြီးတဲ့နောက်ွယ်မှာဂျေးလို့ခေါ်တဲ့လူစိုးကန်းရှိရဲဆိုတာလည်းသိသွားပါတယ်။အရင်တုန်းကဂျေးကဂျီဝမ်ရဲ့အကြီးမားဆုံးရန်သူဖြစ်ခဲ့ပြီးသူ့ရဲ့စီးပွားရေးလောကထဲဝင်သွားပြီးမြေဂျေးကအရှောင်မပေးဘဲသူ့ရဲ့ပြန်မကိုအတိတ်ကဆွန့်လွတ်ဖို့ခွင့်မပြုခဲ့ပါဘူး။ဂျီဝမ်ကဒီအကြောင်းတီးသွားတဲ့အခါပြန်ပြီးခွဆွဲခံရတဲ့မိသားစုအတွက်ဂိုရောင်ကိုရောက်လာပြီးလူမိုက်တရားကိုတစားကန်အဖြစ်ဖမ်းပြီးတိုက်ခိုက်ဖို့စီစဉ်ပေမယ့်အစိုးရရှေ့နေကအခင်းဖြစ်တဲ့နေရာကိုရဲရီနဲ့တူတူရောက်လာပါတယ် အဲဒီနောက်မှာတော့အရင်ကလူစုကိုင်းကောင်းဆောင်ဖြစ်ခဲ့တဲ့ G1 နဲ့ရှိနေတဲ့လူတွေအားလုံးဖမ်းလိုက်ပါတယ်။နိုင်ရင်နိုင်ငံ့ကြတဲ့အခါမှာတော့ G1 နဲ့ဟန်ကစစ်စေးရဲ့အခန်းမှာတွေ့ကြပြီးအစိုးရရှင်တွေကစီးပွားရေးသမားအရင်ကခိုင်းကောင်းဆောင်ပြန်မေးဆွဲတဲ့နေရာမှာပြစ်မှုကျူးလွန်နေဆိုပြီးဆွဆွဲပြောဆိုလိုက်ပါတယ်။ဒါကို G1 ဘက်ကတော့ညှင်းသာပဲတုံ့ပြန်ပြီး G ရဲ့သတင်းတွေနဲ့သူ့ကိုထွက်သွားခွင့်ပြုဖို့ကိုအလဲလဲလုပ်ပြီးပူးပေါင်းဆောင်ရွက်ပေးဖို့ဆန္ဒရှိပါတယ်။ G1 ကသူတို့အကြောင်းကဒီလောကရဲ့စဝင်ကလေးကအကုန်သိတာဖြစ်ပြီးမြို့ထဲမှာလည်းတရားဝင်ပစ္စည်းတွေရောင်းချတဲ့ကိုင်ရတစ်ခုရှိတယ်ဆိုတာလည်းသိတာဖြစ်ပါတယ်။ အစိုးရရှင်းနေကလည်းဒါကိုရက်တန့်လို့တဲ့အတွက်ဂျီဝန်ကိုလွှတ်ပေးလိုက်ပါတယ်။သူတငယ်ချင်းတွေနဲ့ကောင်မလေးဖြစ်တဲ့ဦးနာနဲ့တွေ့ပြီးတဲ့အခါလူကြီးကကောင်မလေးကိုအန်ရဲကြတဲ့မထည့်ခြင်းတဲ့အတွက်သူ့မကိုသူနဲ့ဝေးဝေးမှထားဖို့ဆုံးဖြတ်လိုက်ပါတယ်။လူကြီးကကောင်မလေးကိုမနာချင်းစေပေမဲ့လည်းသူ့ကိုကောင်းကောင်းမဆက်ဆံဘူးလို့ထင်စေခြင်းနဲ့အတွက်ခက်ချင်းချင်းစကလုံးတွေတုံးပါတယ်။ဒီစကလုံးတွေကကောင်မလေးကိုတားနာချင်းစေပြီးဒါတွေကိုပြောဖို့အတွက်ဖီးအားပေးခဲ့တဲ့သူကအစိုးရရှိနေဖြစ်ပါတယ်။ ဒီလိုနဲ့နောက်သတင်းမနက်မှာတော့ကောင်မလေးကအထုပ်ပိုးတွေကိုတိမ်ပြီးစီးပွားရေးလုပ်ငန်းရှင်ကြီး G1 ရဲ့အိမ်ကနေနှုတ်ဆက်ထွက်ခွာသွားတော့ G1 ရဲ့လူတွေလည်းစိတ်ညစ်သွားကြတာပေါ့ခဏကြာတော့ဦးနာကသူ့မတငယ်ချင်းတွေနဲ့ဆုံတွေ့ဖြစ်ခဲ့ပြီးပျက်စီးသွားတဲ့အကြောင်းတွေကိုလည်းပြောပြပါရီမိဟိုကသဘောထားပြေးသွားတဲ့ကောင်မလေးဖြစ်ပြီး G1 ကဦးနာကိုကာဝယ်ဖို့အတွက်ရည်ရွယ်ပြီးလှုပ်တယ်ဆိုပြီးယူဆတဲ့အကြောင်းပြောလိုက်ပါရီ လူကြီးရဲ့ခံစားချက်နဲ့အပြုမူတွေကကောင်မလေးအမည်မှာယူသားရဲဆိုတာမဖြစ်နိုင်တဲ့အတွက်ဒါကိုအကြောင်းပြချက်တစ်ခုလို့ဥနာတော့မထင်ပါဘူးဒီလိုမျိုးမမိုက်မမဲနဲ့ကောင်းနေဆိုပြီးလှုပ်လိုက်တာထက်သူမရဲ့အချက်တွေကိုအမှန်တိုင်းဝန်ခံမှုဆိုတာကလည်းပိုပြီးလွယ်ပါလိမ့်မယ်ဒီအချိန်ဟန်ကအရင်ကလူစိုးဂိုင်းကောင်းဆောင်ကမပြောင်းလဲသေးပဲအဆက်အသွယ်ရှိနေသေးရဲဆိုတာတသက်ပြဖို့အတွက်ကောင်မလေးတယောက်နဲ့တွေ့နေပါတယ်ဂျီဝမ်ကသူ့ရဲ့အတိတ်ကအမားတွေကိုတီးသွားပြီးသူလေးလာခဲ့တဲ့အစိုးရဂီတကြောင်းမှာအလှူဒန်းတွေပြုလုပ်ခဲ့ပြီးတယ်ဆိုတာလည်းသိလိုက်ရပါတယ် အစိုးရရှိနေကတော့အရင်ကဒုစရိုက်သမားကြီးအပေါ်သဘောထားမပြောင်းပဲဦးနာကိုအနိုင်ရဖို့ဆက်ပြီးစ조사နေပါတယ်။သူကကမာလီနဲ့တွေ့တဲ့အခါသူမအတွက်နေဖို့နေရာနဲ့အလောက်တစ်ခုရှာပေးဖို့လည်းကူညီပေးခဲ့ပါတယ်။တစ်ချိန်တိုင်းမှာပဲသူချစ်တဲ့ကမာလီကိုနာကျင်အောင်လုပ်မိတဲ့အတွက်သူအမားကြီးတစ်ခုကျူးလွန်ခဲ့တယ်ဆိုတာ G1 ကသိလိုက်ရပါတယ်။အိမ်မှာရှိတဲ့အရေးအတိုင်းကသူမကိုသတိရစေပြီးအရင်ကဒုစရိုက်သမားကြီးကဦးနာကိုတစ်ချိန်တည်းနဲ့အရာအလုံးဆုံးရှုံးရတယ်မယ်ဆိုတာသိလိုက်တဲ့အခါမှာထိတ်လန့်သွားပါတယ်။ ဒါကိုပြန်ပြေးဖို့အတွက်လဲဂျီဝမ်ကကောင်မလေးကိုလိုက်ရှာတဲ့အခါကုမ္ပဏီပန်းညံထဲမှာအစိုးရကောင်လေးနဲ့ကောင်မလေးကိုတွေးလိုက်ရပါပြီ။ဟန်ကသူ့ကိုမနာလို့ဖြစ်အောင်လှုပ်ဖို့ကြိုးစားပြီးမယ်။လူကြီးကတော့အေးစီနဲ့ဦးနာကိုတန်ရှင်းဝန်ထမ်းနေနဲ့အိမ်ပြန်လာဖို့ပြောလိုက်ပါတယ်။ဒါကမိမ်မဲလေးလို့ထင်ရတဲ့အတွက်သူကတောင်းပန်ပြီးထူးဆန်းတဲ့ကမ်းလှမ်းချက်အစားသူ့ဘဝတွေကသူ့မကိုထွက်သွားခွင့်မပြုနိုင်တော့ဘူးဆိုပြီးဝန်ခံလိုက်ပါတယ်။ဦးနာကစီးပွားရေးလုပ်ငန်းရှင်ဂျီဝမ်ရဲ့အိမ်ကိုပြန်လာပြီးတန်ရှင်းဝန်ထမ်းဖြစ်လာပါတယ်။သူတို့အတွေ့အကြုံညနေပိုင်းမှာအချိန်တရူကုံဆုံးကြပြီးသူတို့ရဲ့ဆက်ဆံရေးကအရင်ကလိုမဟုတ်တဲ့အတွက် သူလူတွေကသူတို့ရဲ့တထိုင်းနဲ့မကြခင်ကအပြုတ်မှုကြောင့်ကောင်မလေးကိုပိုးပြီးဂယုစိုက်ပြီးပို့တထိုင်းကိုအကြံပေးပါတယ်တချိန်တိုင်းမှာပဲသူရဲ့လှုပ်ဖို့ကင်ဘက်ကလည်းကွန်ကူနဲ့တရိပ်ပုံချင်းတွေ့ပြီးကိုဝင်ရနေပါတယ်။နှစ်ရက်လောက်ကြာတဲ့အခါသူတို့ကတော်တယ်ကိုပြောဝဲစွာထွက်လာကြပါတယ်။သူတို့ကခမ်းမထွက်ပြင်းစင်နေတော့ G1 ကဥနာနောက်ကလိုက်လာပြီးနှစ်ယောက်စလုံးကြောက်ထဲပြုတ်ကျသွားပြီးတယောက်နဲ့တယောက်တင်းတင်းကြပ်ကြပ်ဖတ်ထားကြပါတယ်။လူကြီးကလည်းခမ်းကိုပြန်ဖို့စူးစမ်းပြီးကောင်မလေးကိုသူ့ပခုံးပေါ်ထမ်းလာပြီးသူ့ရဲ့ခန်းစားချက်တွေကိုသူ့မှဝန်ခံလိုက်တဲ့အတွက်သူ့မှလည်းအယံပြောသွားတာပေါ့။ ။ဦးနာကဂျီဝမ်ရဲ့တတိရှိမှုအတွက်နမ်းလိုက်တဲ့အခါတေလူမတက်ပြောသွားပါတယ်။တချိန်တည်းမှာပဲကွန်ဂူကလည်းသူမကအမေတယောက်မဖြစ်ရှင်တဲ့အတွက်သူမကိုဝင်ရှိနေတယ်ဆိုတဲ့အချက်ကိုပုံကွယ်ထားပါတယ်။ဂျီဝမ်နဲ့အူနာတို့မျိုးပြန်ရောက်တဲ့အခါသူတို့ရဲ့ဆက်ဆံရေးကိုထုတ်မပြောသေးပါဘူး။ကောင်မလေးကဗီဒီယိုပြန်လိုက်တဲ့အခါဂျီဝမ်ကအလုံးမလုံးနိုင်ပဲကောင်မလေးရဲ့ဗီဒီယိုကိုပဲအဆက်မပြတ်ထိုင်းကြည့်နေပါတယ်။ ဒီလိုနဲ့ပဲညနေပိုင်းရောက်တော့ဟန်ကသူမအတွက်ကုမ္ပဏီအသစ်တစ်ခုရှိတယ်ဆိုတဲ့အကြောင်းပြောပြီးဦးနာနဲ့လာတွေ့ပြီးလက်ဆွဲနှုတ်ဆက်မဲ့အချင်းဂျီဝမ်ကပေါ်လာပြီးကာမလီလက်ကိုယူလိုက်ပြီးအစိုးရရှိနေကိုသူမနဲ့ဝေးဝေးမှနေဖို့ဒဲပြောလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့ဂျီဝမ်ကသူမကိုတဝင်တူပြီးသူ့ခံစားချက်ကိုပုံပွင့်နေနေဖော်ပြတဲ့အတွက်ကြီးနူးနေပါတယ်။မကြာခင်မှာပဲသူတို့အတွေ့ကသူ့ရဲ့လူတွေကိုစုလိုက်ပြီးသူတို့ရဲ့တမီးစားဆက်ဆံရေးကိုတရားဝင်ကြီးညာလိုက်ပါတယ်။ ကောင်မလေးကစိတ်ထားပြေးသွားတဲ့အတွက်သူ့ရဲ့လူတွေကလည်းသူတို့အတွေ့အတွက်ပျော်ရွှင်နေကြတာပေါ့မကြခင်ကောင်မလေးကုမ္ပဏီအသစ်တစ်ခုမှအလုပ်ဆလုပ်ပြီးဝင်းတီးရှူတဲ့အရေးအတွက်ကလည်းတိုးလာပြီးအရန်အောင်မြင်လာပါတယ်။ဦးနာကဝင်းဝဲတစ်ခုကိုစားပြီးရရှိလာပါပြီ။အခုဆိုရင်တော့သူမကကလေးတွေအတွက်ဗီဒီယိုပြုလုပ်ပေးဖို့လိုအပ်တဲ့ပစ္စည်းတွေဝယ်တဲ့အခါ G1 က like ကူညီပေးတာတွေ့ရပြီးဆက်ဆံရေးကလည်းပြည့်ပြည့်စုံနေတယ်လို့ထင်ရပါတယ်။မကြခင်သူတို့ချစ်သူဇုံတွေကတခြားပြဿနာတစ်ခုကြုံတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့ G ကထောင်းကထွက်လာပြီးလက်စားချေဖို့အတွက်ငွေတွေသုံးပြီးပြင်ဆင်နေရပါ။ လမ်းမအလယ်မှာသူကဦးနာကိုချင်းချပေးမဲ့ဂျီဝမ်ကပေါ်လာပြီးဦးနာကိုကာကွယ်ပေးပါရယ်ကာမာလီကသူ့မကိုတခုခုဖုံးကွယ်ထားတယ်ဆိုတာသိလိုက်ပြီးမဲ့ဂျီဝမ်ကတော့အမှန်တရားပြောဖို့ကြောက်ရွံ့နေပြီးသူ့ရဲ့ပြိုင်ဆိုင်မှုတွေကိုအတိတ်မှာထားခဲ့ဖို့ပြောလိုက်ပါရယ်အဲလိုနဲ့ညနေရောက်တော့ဂျီဝမ်ကအဆိုးရရှိနေတဲ့တွေ့ပြီးသူနဲ့ဂျီတို့တွေ့ခဲ့တဲ့အကြောင်းပြောပြပါရယ်ဂျီကသူ့ဖခင်ရဲ့တငယ်ချင်းဟောင်းတစ်ယောက်ဖြစ်ပြီးဂျီဝမ်ကဒီမကောင်းတဲ့ဒုစရိုက်ခိုင်းစီးပွားရေးကနေနှုတ်ထွက်ပြီးယူသွားတဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်လာတဲ့အတွက်လေဝတ်ချက်တွေလိန်လေချက်တွေက တို့ရဲ့ဆက်ဆံရေးကိုဖျက်ဆီးလိုက်ပြီးဂျီဝန်အပေါ်မှာဒေါသထွက်နေတာဖြစ်ပါတယ်။ဂျီဝန်ကလည်းကောင်မလေးကိုအရာအလုံးပြောလိုက်ပေမယ့်ကောင်မလေးကမကြောက်ဖဲသူ့ရဲ့အတိတ်တွေကနေရုံထွက်လာနိုင်တဲ့အတွက်ဝမ်းသာနေပါတယ်။သူမအခက်ခဲတွေအလုံးကြော့ဖြတ်ပြီးသူကသူမဘဝရဲ့အကောင်းဆုံးလူဖြစ်တဲ့အတွက်အတူတူနေသွားဖို့သူမဘက်ကအဆင့်သင့်ဖြစ်နေပါပြီ။ဂျီဝမ်ရဲ့လူနဲ့ကွန်ကူးကလည်းညှိနှိုင်းလို့အဆင်ပြေသွားတဲ့နောက်အခက်အခဲတွေကြောလွှားပြီးတဲ့နောက်သူတို့ကပြောစရာကောင်းတဲ့အတွေ့အလေးဖြစ်လာပါတယ်။မကြခင်ဂျီဝမ်ရဲ့လူတွေကမျိုးပြင်ကိုထွက်သွားကြတဲ့အတွက်သူတို့အတွေ့အပဲကြံခဲ့ပါတယ်။ ်ဦးနာကတောင်းအတုံးချပြီးလူကြီးနဲ့ပုံမနီးဆက်ဖို့အတွက်ကြိုးစားလိုက်ပါတယ်။ဂျီဝမ်ကလည်းသူမရဲ့အပြုမှုတွေထူးဆန်းနေတာတွေ့ပြီမဲ့သူမရဲ့အလှပေါ်မှာကြာရှည်မခံနိုင်ပါဘူး။အဲ့ဒီအချိန်ဂျီဝမ်ရဲ့အဖေကသူ့ရဲ့တာသစ္စာဖတ်မှုအတွက်ဒေါသထွက်နေပြီးဒူးစရိုက်တမဘဝကဆွန့်လွတ်ဖို့မဖြစ်နိုင်ဘူးဆိုတာပြသဖို့အတွက်လက်စားချေဖို့အစီအစဉ်ချနေပါတယ်။နောက်တနေ့မနက်မှာတော့ဂျီဝမ်နဲ့ဦးနာက project အတွက်အလုပ်ကိုအတူတူလာပြီးကွန်ပျူတာစိတ်တွေကိုလူသိများဖို့အတွက်ဗီဒီယိုတစ်ခုရိုက်ဖို့ပြင်နေပါတယ်။ အရာအလုံးကအဆင်ပြေနေပြီမဲ့ခဏကြာတဲ့အခါမှာတော့မျက်နှာဖုံးဆွတ်ထားတဲ့ရန်ရှာခြင်းနဲ့အမျိုးသားတယောက်ရုံးထဲမှာပေါ်လာပါတယ်။သူကကောင်မလေးကိုဘေးကိုတွန်းထုတ်လိုက်ပြီး G1C ချိတ်ကပ်လာပါတယ်။စီဝါရေးလုပ်ငန်းရှင် G1 ကဦးနာကိုနာကျင်အောင်လုပ်တဲ့အတွက်ဒီလူကိုပြန်တိုက်ခိုက်ဖို့အသင့်ဖြစ်နေပါပြီ။သူကရှုပ်တရအဲ့ဒီလူကိုတွေ့တဲ့အခါသူ့မျက်လုံးကိုသူမယုံနိုင်အောင်ဖြစ်သွားရင်းနဲ့ပဲဒီဇလန်လေးကအဲ့ဒီနေရာမှာအဆုံးသတ်သွားခဲ့ပါတယ်ခင်ဗျာ။